အခုချိန်မှာထိုင်းကိုကျွန်တော်တို့တရားဝင် သွားမယ်ဆိုရင်ကုန်ကြစရိတ်များမယ်အလုံးစဲချက်ချင်းမရနိုင်ဘူးတရားဝင်မဟုတ်တဲ့သူကအဖန်စီလဲစိုးရင်ရတယ်ဆိုတော့ကျွန်တော်တို့အားလုံးသိထားပြီးသားချင်းတွေတခုဖြစ်ပါတယ်ဒီလိုခက်ခဲနေရတဲ့ချိန်မှာကျွန်တော်တို့ကထိုင်းကိုတရားဝင်လဲသွားလို့ရမယ်ကုန်ကြစရိတ်လဲတက်တာမယ်အလုံးအာမခံချက်လဲပေးနိုင်ရဲ့ခွင့်ရတခုလည်းရှိနေပါသေးတယ်။အဲ့ဒါကတော့ကျွန်တော်တို့ခရက်ခွန်ဗိုရီယာတူနာပြူကြောင်မှာ ုနာဘုကုတင်နှန်းကိုစာရွေးတလလက်တွေ့နှစ်လတက်ရမှာဖြစ်ပါတယ်။စာရွေးတလတက်ရပြီးတော့လက်တွေ့ဆင်းတဲ့နှစ်လမှာပဲလောက်ရနိုင်တဲ့ဖွင့်ရဖြစ်ပါတယ်။တင်နှန်းကျောင်းဘက်ကနေပြီးတော့အဆောင်လေးရှင်နေပေးမှာမို့လို့ကျွန်တော်နေရအတွက်ဆွဲပြူစီအောင်လို့တာဖို့တာဖို့အတွက်ကလည်းနတ်စာနေလေစာညတောင်တင်နှန်းကာလာပဲရှင်နေပေးထားမှာမို့လို့ကျွန်တော်စားရတဲ့အတွက်လည်းဆွဲပြူစီအောင်လို့ပါဦး။တင်နှန်းကျောင်းမှာမြန်မာလူကန်တွေလည်းရှိသလို မပြီကနေလည်းရောက်30တဖွဲ့သွားရမှာမို့လို့ကိုတယောက်တည်းခင်နေမှာတော့စိတ်ပူစရာမလိုပါဘူးအားလုံးမြန်မာပေါ်တွေလည်းတူတူရှိကြမှာဖြစ်ပါတယ်ကိုကသူ့နာပြီးတော့လောက်ဘုံမလောက်ချင်လို့ တခြားလုံးလည်းရောထိုင်းကိုသွားလို့မရဘူးလားလို့မေးတဲ့သူတွေရှိပါလိမ့်မယ်။တူနာပြုတ်လုံးကိုစိတ်မဝင်စားပါနဲ့။ထိုင်းနိုင်ငံကိုတရားဝင်သွားရောက်ပြီးတော့အလုပ်လုပ်ချင်တဲ့သူတွေအတွက်လည်းဖွင့်ရရှိပါတယ်။ကိုကမသွားခင်မှာဘာအလုပ်ကိုလုပ်ချင်တာလဲဆိုတော့ကျွန်တော်တို့ဘက်ကိုပြို့ပြီးတော့ပြောတာပဲကိုလိုပါလိမ့်မယ်ခင်ဗျာ။ကဲဒါဆိုရင်တော့ဒီအခွင့်အလမ်းနဲ့ပတ်သက်ပြီးသိချင်တာလေးတွေကိုကိုမတ်မှာမှတ်ချက်ပေးခဲ့ပါခင်ဗျာ။